တန်စစ်ကိုစတင်လေ့လာတဲ့ကလေးတွေဆိုရင်အခက်အခဲမရှိအောင်လို့ပုံလေးနဲ့လေ့လာတဲ့ဟာတွေကိုကျွန်တော်ထွင်ထားပါတယ်အဲပထမဆုံးကြည့်လိုက်ရင် simple present ရဲ့ usage ဘယ်အချိန်မှာသုံးလဲဆိုရင်ညာဘက်တောက်မှာကြည့်လိုက်ပါမျက်မှန်ထဆိုပြီးရေးလိုက်ပါဆက်လုံးသုံးလို့အသုံးကောင်းတယ်မျက်ဆိုတာမျက်မှောက်အခြေအနေမှန်ဆိုတာအမြင်မှန်ထဆိုရေလို့လို့ထအသေးစိတ်တွေတော့ exam sentence နဲ့အသေးစိတ်သင်တဲ့အခါမှာကြည့်သိရပါလိမ့်မယ်အဲမျက်မှန်ထပြန်ပြောပါမယ်မျက်မှောက်အခြေအနေ အမြဲမှလှုပ်လေလှုပ်တာမျက်မှန်ထဖြစ်တဲ့အတွက်ညာဘက်မှာလည်းဘဲဘက်မှာလည်းပဲမျက်မှန်ပုံလေးရဲ့မှန်တယ်ဆိုတာရဲ့ထတယ်ဆိုတဲ့ပုံလေးရဲ့ကိုသင်္ကေတတွေပြပေးတာလေပို့ပြီးတော့မှတ်မိအောင်ပြီးရင်မျက်မှန်နေထနေတဲ့ပုံလေးကိုလည်းပဲအကြီးဆွဲပေးတာဒါက usage ပေါ့ပြီးရင်နော် form အဲ့လို simple present man သိမယ်ဆိုရင်ဟိုဘက်ကမျက်မှန်ရဲ့အသေးပုံလေးနှစ်ခုကိုကြည့်ကြည့်လိုက်ပါ s or without s ကိုစဉ်းစားရမယ် s ထည့်တဲ့မထည့်တဲ့စဉ်းစားရမယ် verb လေးမှာ i will you day ဆိုရင် မထည့်ဘူး he she ဆိုရင်ထည့်မယ်ဆိုတာလေမျက်မှန်ဂိုင်းနေမှာကျွန်တော်ပြပေးသားပါတယ် i will you သေးဆိုရင် essay ကိုချက်ချင်ခတ်ထားတယ်အဲဒီမှာ he she it ဆိုရင် essay ကိုပြထားတယ်အဲပါဠိရှိတဲ့ keywords တွေ keywords တွေဖြစ်တဲ့ or you ten time rock one and a လို့ခေါ်တဲ့ always usually often sometime စသဖြင့်စကားလုံးတွေကိုလေမျက်မှန်ပတ်ပတ်လည်မှာကျွန်တော်ထည့်ပေးသားပါတယ်အဲအဲ့လိုပုံလေးတွေနဲ့ကိုယ့်အကူစိတ်ကူးစိတ်တန်းထောက်အုပ်ပြီးတော့ထွင်ပြီးတော့လေ့လာမယ်ဆိုရင်ပျော်စရာလည်းကောင်းတယ် မှတ်လို့လည်းလွယ်တယ်မေ့လည်းမမေ့ဘူးအင်္ဂလိပ်စာတာမကဘူးတခြားဘာသာတွေကိုလည်းပဲဒီလိုပုံလေးတွေနဲ့ကိုယ့်ကိုထွင်ပြီးတော့လေ့လာမယ်ဆိုရင်မေ့လည်းမမေ့ဘူးပျော်စရာလည်းကောင်းတယ်မှတ်လို့လည်းလွယ်တာတွေ့ရမယ်အာတခြားဘာသာတွေရောထွင်လို့ရသလားဟုတ်ပါမယ်ကြည့်ကြအောင်ခင်ဗျာအစင်းမြင့်အခက်ခဲဆုံးဘာသာရပ်တွေထဲမှာတစ်ခုအပါဝင်ဖြစ်တဲ့စေပညာတော်မှာလေ့လာတဲ့နေရာမှာပို့ပြီးတော့လွယ်ကူအောင်နီလန်ပေါင်းစုံအသုံးပြုထားတဲ့ပုံလေးတွေနဲ့အသုံးပြုထားတဲ့ website လေးတွေကိုဖော်ပြထားပါတယ်။အဲ့ဒီကနမူနာတချို့ကိုကြည့်အောင်ပါဗျာ။ရင်ကောင်းဓာတ်မှန်တစ်ခုကိုဘယ်လိုဖတ်မလဲဆိုတာတွေကိုနမူနာဖော်ပြထားပါတယ်။အဲပထမဆုံးရင်ကောင်းဓာတ်မှန်တစ်ခုကိုကောင်းကောင်းဖတ်နိုင်မှုဆိုတော့ quality ကောင်းမှုလိုပါတယ်ဆိုတဲ့အကြောင်းသူပြောတာလေ။ quality ကောင်းမှုဟာအချက်၄ချက်နဲ့သူကစဉ်းစားမယ်လို့ပြောထားပါတယ်။ PIER ဆိုပြီးသူအတူကောက်စလုံးနေပေးထားပါတယ်ခင်ဗျာ။အဲ့သူအတူကောက်ရွေးထားတဲ့စလုံးတွေရတယ်ပြီးရစိတ်ခံဘောဒရာဆိုတဲ့ သူအသုံးပြုမဲ့အခြေခံပုံဖြစ်တဲ့အတန်ထွက်အဓိပ္ပာယ်နဲ့တည်းမှတ်မိလွယ်အောင်ပို့ပြီးတော့မှတ်မိလွယ်အောင်တူနေတာကိုတွေ့ရပါတယ်ဟုတ်ကဲ့ကျမ်းမာရေးဝန်ထမ်းပညာရှင်မဟုတ်တဲ့အတွက်စေးပညာနဲ့ပတ်သက်တဲ့ဟာတွေကိုအတိအကျအသေးစိတ်မှန်မှန်ကန်ကန်မြန်မြန်ဆန်ဆန်ပြန်ဆိုပေးသွားဖို့တဲ့ဒီမှာခက်ခဲတဲ့ဘာသာရတစ်ခုကိုမှတ်မိလွယ်အောင်ဘယ်လိုလေ့လာကြက်မှတ်မလဲဆိုတဲ့ရှုထောင့်ကနေပဲကျွန်တော်သင်ပြသွားမှာဖြစ်ပါတယ်အဲ့တော့ကသူကပီးယားကိုတိုးပြီးတော့ quality တခုကောင်းအောင်เนาะဒီ chest x-ray တခုရဲ့ quality ကိုဘယ်လိုသုံးသပ်ရမလဲဆိုတော့၄ချက်နဲ့သူအကျံပြောသွားပါတယ်ပထမတစ်ခုကဒီ p ဆိုတာ position ဘယ်ရှုထောင့်ကနေရိုက်ထားသလဲဘယ်ထောင့်ကနေရိုက်ထားသလဲအဲ့ဒါကိုလေ့လာပါအိုင်းကကြတော့အသက်ကောင်းကောင်းရှူထားပြီးတော့เนาะလေဘူးပေါင်းနေတဲ့ဘာသေးတွေကိုတေချာမြင်ရှူပြီးတော့အောင့်ထားတဲ့အချိန်မှာတေချာမိမိကရိုက်နေမရိုက်နေအီးကနှလုံးအနောက်နားအထိတေချာမြင်နိုင်မမြင်နိုင် အာ rotation size ဟိုဘက်ဒီဘက်ညီမညီမညီမလှည့်ပတ်မှုတွေရှိမရှိအဲအဲ့ဒါမျိုးလေးတွေ ਨੇ ဒီဓာတ်မှန်က quality ကောင်းမကောင်းဆိုတာကိုဆုံးဖြတ်ပါလေးချက်နဲ့ဆုံးဖြတ်ပါဆိုပြီးတော့သူပြောတာပါတယ် PIER peer ဒီမှာအတူကောက်စလုံးသုံးထားတယ်ပြီးတော့ तू သုံးတဲ့အတူကောက်စလုံး तू မှတ်တဲ့အတူကောက်စလုံးဒီ तू သုံးမဲ့ပုံဖြစ်တဲ့ the gap เนาะ main section မှာသုံးမဲ့ပုံနဲ့ဆက်ဆက်မှု ရှိတယ်ဆိုတာလေးကိုကျွန်တော်တို့သတိထားရပါမယ်အဲဓာတ်မှန်ကို ထပ်ဖို့တင့်တဲ့ quality ကောင်းမကောင်းစစ်ပြီးတကလားဘယ်အချက်တွေကိုစစ်ရမလဲဆိုရင်သူဘယ်ဘက်တောက်မှာ bots a b c d e ဆိုတဲ့အချက်တွေနဲ့စစ်ရပါမယ်ဆိုပြီးတော့သူအသေးစိတ်ရှင်းပြထားပါတယ်ပြီးရင် bot a စသပြီးတော့စစ်ရမယ်လို့ပြောထားပါတယ် bot a ကိုသူက အဲဝေးလို့ပြလာပါတယ်လေဝင်တဲ့လမ်းကြောင်းအသက်ရှူလမ်းကြောင်းလို့ခေါ်မလားပြီးတော့အဲ့ဘုတ် A မှာကျွန်တော်တို့ကြောက်စုပုံလေးတွေ့ပါတယ်အဲဓာတ်မှန်ကိုကြည့်တိုင်းရင်လည်းပဲဒီလေလေပြုံကနေဆင်းလာတဲ့အသက်ရှူအသက်ရှူလမ်းကြောင်းလို့ပြောမလားနော်အဲအဲ့ကောင်လည်းကြောက်စုပုံလေးဖြစ်နေတယ်အဲအဲ့ရအင်္ကာတွေကိုစစိုက်စီရှိပ်ပြီးစစ်ပါဆိုပြီးတော့သူအကြမ်းလေးပြောတာပါတယ်အဲ B C D E တဲ့သူဒီလိုပါပဲဆိုင်ရာပုံလေးဆိုင်ရာအင်္ကာတွေအပေါ်မှာဘုတ်ပေါ်မှာတင်ထားတဲ့ပစ္စည်းတွေကအားလုံးစစ်ရမယ့်တင်ဂီတာတွေကိုစစ်ရမယ့်အင်္ကာတွေကို ကိုစားပြုပြီးတော့ရှင်းပြထားတာဖြစ်ပါတယ်။ဟိုဟာတွေကတော့ကျွန်တော်ပညာရှင်စေပညာရှင်မဟုတ်တဲ့အသေးစိတ်မရှင်းတတ်ပါဘူး။ကျွန်တော်ပြောချင်တာကပုံနဲ့စာနဲ့ကိုသူဒီလိုလေးချဲ့ပြီးတော့တွဲပြီးတော့လွယ်အောင် မှတ်ထားတယ်ဆိုတာလေးကိုသိစေချင်တာပါ။အကျန်းလေးကြည့်အောင်ခင်ဗျာ။တခြား site တွေမှာလည်းပဲဒီလိုဖတ်မှတ်ကြက်ရခက်တဲ့ဘာသာရပ်တွေကိုပုံလေးတွေအသုံးပြုပြီးတော့လွယ်အောင် သင်ပြထားတာတွေ့ရပါတယ်။တခြားဘာသာရပ်တွေမှာလည်းပဲဒီလိုပုံလေးတွေနဲ့ မှတ်ဖို့စူးစမ်းကြည့်တင်ပါတယ် simple pass ကို လေ့လာတဲ့ပုံလေးနဲ့နှီးကုန်းချုပ်လိုက်အောင်ခင်ဗျာ simple pass ပုံကအပေါ်မှာညာဘက်အပေါ်မှာခေါင်းစဉ်တက်ပေးထားတယ်ညာဘက်ကအောက်ဆုံးမှာကျတော့ simple pass ကเนาะအတိတ်ပဲ usage တစ်ခုဖြစ်တယ်အတိတ်မှာစအတိတ်မှာဆုံးဆိုပြီးတော့ပေးတာမှတ်လို့ကလေးတွေမှတ်လို့ရအောင်အတိတ်မှာစအတိတ်မှာဆုံးဆရာတပြုံးပြုံးဆိုပြီးတော့ပေးတာတော့မဟုတ်လားနာမည်ထက်ចောင်းသားလေးတွေနာမည်အတိတ်မှာစအတိတ်မှာဆုံးဟောဒေးဗစ်တပြုံးပြုံးအဲအဲ့လိုဝင်ဝင်လို့ရတာပေါ့ ဟုတ်ပြီလားအဲအဲ့ဒါကဒီကောင်းစင်နာမည်နဲ့ဒီဘက်ကဒီ usage ကိုပြောပြတာတယ်ပြီးရင်ပါဠိရှိတဲ့စကားလုံးပါဠိရှိတဲ့စကားလုံးကိုねကျွန်တော်အတူောက်တွေရေးတာလေ play just now this morning ဆိုတော့ p ဆိုတာ previous previous week previous month previous year l ဆိုတာ last last year last month last week a ဆိုတာ ago 2 days ago 3 days ago 1 hour ago เนาะ y ဆိုတာ yesterday ကျန်တာတော့အဲ့တိုင်းပဲပေါ့အဲ့လိုအတူောက်တွေမှတ်ထားတယ်ပေါ့ ဟုတ်ပြီလားအဲမိုးပြန်ပူပန်းမှာ vap 2နဲ့သုံးရမယ်ဆိုတာပြထားတယ်အဲ့ဒါကြောင့်ကိုကြက်မှတ်လေ့လာတဲ့နေရာမှာចောင်းသားတွေအနေနဲ့အခုလိုမျိုးပုံကိုထွင်ပြီးတော့သုံးတဲ့နေတယ်မဟုတ်ဘူးတခြားနေတဲ့နေကောင်းကိုအတွက်ထိရောက်မယ်အကျိုးရှိမယ်ဆိုရင်စမ်းသစ်တီထွင်ပြီးတော့သုံးကြည့်ကြပါလို့မှိုင်းတယ် bye bye